ဲ့တရားရုံးကိုကျွန်တော်ခေါ်တဲ့နေ့ပြည်ဦးလွင်ကလူတွေအကုန်လုံးကျွန်တော်ချစ်တဲ့ဝင်းရံတဲ့လူအိမ်စပတ်၅ကြီးဒီနေ့ဖုံးဆက်တယ်စီစဉ်ထားတယ်အကုန်လိုက်တယ်နော်ရန်ကုန်မှာတက္ကသိုလ်တက်ပေါ်လိုက်တယ်မပူတူတို့ကိုမုတ်စိတ်တို့နော်အမျိုးသားကြီးသမားတွေရန်တန်ရန်ရန်တွေတော့မပြောတော့ဒါမကောင်းတဲ့လူနော်ဇော်ပေါင်းကြီးဆိုတာဘလို့ကောင်းလဲဆိုတာကိုအကုန်လုံးလိုက်ပါဟုတ်မင်းရဲ့ယာသမိန်ကြောင်းငါအကုန်တီးပြီးသားမိုးမိုးခိုင်ရဲ့အကြောင်းလည်းငါအကုန်တီးပြီးသားလားမှတ်ထား နော်မင်းတို့အပုပ်တွေပေါ်လိမ့်မယ်ရှင်းလားငါမင်းတို့ဒီနေ့မင်းသားကြီးဆိုတဲ့အောင်ဆန်းဆိုတဲ့ကောင်မင်းနဲ့မုံမုတ်ခိုင်ကိုဒီနေ့ငါစကားနောက်ဆုံးပြောခြင်းဖြစ်တယ်မင်းတို့ငါစားချီလားမုံမုတ်ခိုင်ရောမင်းသားကြီးရောနှစ်ယောက်လုံးကိုပေးတယ်ရန်ကုန်ကမြို့နယ်ကောင်ကစားချီလားမင်းတို့ဘက်ကိုရက်တိမဲ့လူနဲ့ငါဘက်ကိုရက်တိမဲ့လူနှစ်ယောက်ချင်းလိုက်တယ်ထွက်ခဲ့လိုက်မင်းတို့တတိရှိတဲ့ဆိုရင်မင်းတို့ထွက်ခဲ့လိုက်အဲ့ဝင်ကြီးချုပ်ကြီးလေကျွန်တော်တို့ဒီဘက်ပြင်ဦးနယ်ဘက်ကိုနော်အလုပ်ကိစ္စရနေရအောင် ပြည်ထဲမှာရဲချုပ်တွေလည်းအကုန်သိတယ်ဒီကောင်တွေကပြောလိုက်လို့ဒီကောင်မတွေကပြောလိုက်ရင်ဘသူ့ကိုပိုင်ပါတယ်လို့နော်အဘကကြုံကြည်ကသူတို့ရဲ့ပေးတဲ့သတင်းတွေနဲ့အလုံးလောက်ရပါတယ်လို့သူတို့ပြောထားတာကျွန်တော်တို့အဲ့လိုဘယ်တော့မှမပြောဘူးနော်ချစ်အဖေတို့ချစ်အမေတို့ ਨੇ နော်ကျွန်တော်တောင်တုံရဲစခန်းမှာတရားအမှုသွားဖွင့်နေရရိုးသားမှုရှိလားသာဖုံးဟင်းဘက်ကပဲမအေးမီးအေးတို့က ဝင်းရံမှာပါလို့တော်ပေါင်းဘက်ကလူတွေအများကြီးရှိပါတယ်လို့အားမငယ်ပါနဲ့လို့နော်ဖိုက်တင်ပါလို့မေထောင်ထဲရောက်သွားရင်မင်းတို့ချီရင်ချဲမဲ့ခေါင်းတွေတဘုံကြီးပဲတော့စောင့်နေတာဘူးမဆိုင်နဲ့နော်ဒီလေတို့တခုပြောမယ်ညီလေးဘူးဝါဘူးဝါဘူးဝါဆောင်းရုံချင်းကိုလေကျွန်မက သွားပြီးအားပေးပါမယ်ရုံးချင်းသွားပြီးဝင်ရပါမယ်ဆိုတော့ကျင်းတယ်ပေါ့ဒီရုံးချင်းကနော်လူတွေအိုးအိုးကြက်ကြက်နဲ့တော်တော်များများဆူဆူပူပူအုံအုံကြွကြဖြစ်နေတယ်လို့ထင်တယ်ဒီပေါ်မှာကျွန်တော်နှစ်ဖက်စလုံးကဘယ်သူကမှန်တယ်ဘယ်သူကမှားတယ်ဒီပေါ်မှာတော့ကျွန်တော်မပြောလို့ပါအောင်မဆွနေလို့ပါအောင်ပြည်လေစေခြင်းနဲ့ပြည်လေတဲ့လမ်းစဉ်ကိုလည်းရောက်အောင်ရှောင်မယ်ကျွန်တော်တို့ဆိုစောဘိုးဟိုင်းကိုတရားစွဲဆိုတာတွေ့ရတာယူရဟုတ်ရဲ့လားတော်မိုးမိုးခိုင်မာပူပေါင်းအကြံစီတစ်ခုခုများရှိနေသလားမယူတာဘူးလို့တော့ ဥစဉ်ထင်တယ်လေမမိုးဟဲကိုတုခပေးဖို့ဘလို့လေကြံစီနေဆိုတော့ပြည်စင်တော့တိထားပါပြီအားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့အာကြီးနဲ့ဘောမရီရဲ့အရှိန်မြင့်လာတဲ့ပွဲကြီးနဲ့အတူ6ဦးနဲ့ကအလူပွဲ၄ချောင်းတိုက်ခိုက်ခံရ3ယောက်တေဆုံ5ယောက်ဒဏ်ရာရခဲ့တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ချင်ပါတယ်။စကိုင်းတိုင်းမုံရွာခရိုင်6ဦးမြို့နယ်၃မလကြီးရွာမှာမေလ30ရက်ကကျင်းပပြုလုပ်တဲ့ရှင်ပြူနာသာအလူပွဲတစ်ခုမှာ၄ချောင်းတိုက်ခိုက်ခံရလို့ထိခိုက်တေဆုံသူတွေရှိခဲ့တယ်လို့6ဦးမြို့ခံတွေစီကသိရပါတယ်။ တုံးပန်လာရွာခံတယောက်ကအလှပွဲကအကြီးအကျယ်ပြုလုပ်တဲ့ပွဲမျိုးမဟုတ်ဘူးဘုံကြီးเจ้าမှာကျင်းပပြုလုပ်တဲ့အလှပွဲမျိုးဖြစ်တယ်မနေ့ကအလှမန်တက်ဝင်မဲ့ရက်ဖြစ်တယ်အဲ့ဒါမနေ့က7နှစ်နာရီဝင်းကျင်မှာလေเจ้าတိုက်ခိုက်ခံရတယ်မောင်ရှင်လောင်းတယောက်အပါဝင်အလှဒါရကနဲ့အမျိုးသား၃ရက်ထိခိုက်တေဆုံးတယ်ဒါအပြင်အလှဒါရကမနဲ့သူတမီနာတပါတဲ့ကောင်မလေးကဒဏ်ရာရတယ်လို့ပြောပါတယ်အဲ့ဒါကြောင့်ဒီကနေ့မှာကြာရောက်မဲ့အလှပွဲရက်ဟာပြတ်သွားတယ်လို့သိရပါတယ် အခုရက်ပိုင်း6ဦးနဲ့နဲ့ထိဆက်နေတဲ့မြောင်မြို့နယ်ဘက်မှာနဆာကတပ်ဖွဲ့ဝင်ချူတိုက်ခိုက်ခံရပြီးလက်နက်ခဲယမ်းတွေပါဆုံးခဲ့တဲ့ဖြစ်ဆက်တွေရှိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်တူညရာရီအတွင်းက6ဦးမြို့နယ်အနောက်ပိုင်းမှာရှိတဲ့ကင်မွန်းဂျုံပြည်သူစစ်စခန်းကိုလူအင်အားတထောင်ကျော်နဲ့ဝိုင်းဝန်းတိုက်ခိုက်ခံရတယ်လို့လည်းသိရပါတယ်။အဲ့တရားရုံးကိုကျွန်တော်ခေါ်တဲ့နေ့ပြည်ဦးလွင်ကလူတွေအကုန်လုံးကျွန်တော်ချစ်တဲ့ဝင်းရံတယ်လို့အိမ်စပတ်၅ကြီးဒီနေ့ဖုံးဆက်တယ် စီစဉ်ထားတယ်အကုန်လိုက်နေ။နော်ရန်ကုန်မှာတက္ကရာနဲ့တက်ကုန်လိုက်နေမဘူတူတို့ကိုမုတ်စိတ်တို့နော်အမျိုးသားအစ်သမားတွေရန်တန်ရန်ရန်တွေတော့မပြောတော့ဘူးဒါမကောင်းတဲ့တို့နော်ဇော်ပေါင်းရေးဆိုတာဘလို့ကောင်းလဲဆိုတာကိုအကုန်လုံးလိုက်ပါနော်မင်းရဲ့ယာသမင်အကြောင်းငါအကုန်တည်ပြီးသားမိုးမိုးခိုင်ရဲ့အကြောင်းလည်းငါအကုန်တည်ပြီးသားတာမှတ်ထားနော်မင်းတို့အပုတ်တွေပေါ်လိုက်မယ်ရှင်းလားငါမင်းတို့ဒီနေ့မင်းသားကြီးဆိုတဲ့အောင်ဆန်းဆိုတဲ့ကောင် မင်းနဲ့မိုးမိုးခိုင်ကိုဒီနေ့ငါစကားနောက်ဆုံးပြောချင်ဖြစ်တယ်မင်းတို့ငါစားချီလာမိုးမိုးခိုင်ရောမင်းသားရောနှစ်ယောက်လုံးကိုပေးတယ်ရန်ကုန်ကမြို့တယ်ကောင်ကစားချီလာမင်းတို့ဘက်ကိုရက်ပြီမဲ့လူနဲ့ငါဘက်ကိုရက်ပြီမဲ့တော့နှစ်ယောက်ချင်လိုက်တယ်ထွက်ခဲ့လိုက်မင်းတို့တတိရှိတယ်ဆိုရင်မင်းတို့ထွက်ခဲ့လိုက်အဲ့ဝင်ကြီးချုပ်ကြီးလေကျွန်တော်တို့ဒီဘက်ပြင်ဦးနေဘက်ကိုနော်အလုပ်ကိစ္စနေရောက်ပြီးတဲ့အိမ်မှာရဲချုပ်တွေလည်းအကုန်သိတယ်ဒီကောင်တွေကပြောလိုက်လို့ဒီကောင်မတွေကပြောလိုက်ရင်ဘသူ့ကိုပိုင်ပါတယ်လို့ နော်အဘကကြောင့်ကြီးကသူတို့ရဲ့ပေးတဲ့သတင်းတွေနဲ့အလုံးလုံးရပါတယ်လို့သူတို့ပြောထားတာကျွန်တော်တို့အဲ့လိုဘယ်တော့မှမပြောဘူးနော်ချက်ဖေတို့ချက်မေတို့ ਨੇ နော်ကျွန်တော်တောင်တုံရဲစခန်းမှာတရားအမှုသွားဖွင့်နေရဂျိုးသားမှုရှိလားအဘကကြောင့်ကြီးရဲ့ဦးမရောက်လိုက်ပုံနောက်မှာထားပြီးတော့မှနော်ပေါ့လူပေသာတောင်စီရင်မြေအရာစကားတွေနော်ပြောနေတာကြီးကြတော့နော်တစ်ဖက်ကဟောဒီဘက်ကိုဘက်ကလူတွေရောဟိုတစ်ဖက်ကလူတွေရော ပြောတာပေါ့ဗျာပြောတော့ဘာဖြစ်လဲဆိုတော့သူတို့ချိန်ထားတဲ့ဓာတ်ပုံပိုင်ရှင်ပေါ့နော်အဘကချုပ်ကြီးကိုတိုင်းနိုင်ငံတော်ဝန်ကြီးချုပ်ကအလကားနေဆောက်ချက်ပွဲတာပေါ့နော်အဘကချုပ်ကြီးကိုနိုင်ငံတော်ဝန်ကြီးချုပ်နိုင်ငံတော်အစိုးရကိုအားပေးထောက်ခံတဲ့လူတွေကဒီလိုလူသားမျိုးတွေလားဆိုတဲ့နော်စကားတွေပြောခံရတာပေါ့နော်မူမမှန်တဲ့လူတွေပေါ့နောက်တစ်ခုကဟိုအဲ့ဒီအဘကချုပ်ကြီးဦးမင်းအွန်လိုင်းကိုပုံကိုနောက်မှထားပြီးတော့မှ ဒီရုပ်တံတွေတင်ဆက်နေတာကအဲ့ဒီသူ့ရဲ့ကိုချင်းတရားတွေနော်ဒီသူ့ရဲ့ကိုချင်းတရားသူလူဖြစ်လာတဲ့ကဥွဲလို့မွေးလာတဲ့ကနေပြီးတော့သူအသက်ခုရှင်နေတဲ့အချိန်ထိသူဒီဘယ်လိုလူမျိုးလဲဆိုတာကိုသိတင်တာပေါ့နော်တက်မတော်မှာစာရင်းစလုံးပေါင်းမားတာတော့မှလက်မခံဘူးနော်ဒီလိုမျိုးသမီးမျိုးကို ဟိုကျွန်တော်ကဒီနေ့ဒီအမျိုးသမီးနဲ့ပတ်သက်ရင်နောက်ဆုံးကျွန်တော်ပြောချင်တာဒါတွေတော့မဟုတ်တခါလေကျွန်တော်ဒီနေ့ပြောပြီးအပြီးပြောပြီးသွားလိုက်မယ်နော်ဒီလိုမျိုးသမီးကိုမျိုးကိုမြန်မာနိုင်ငံအလံကိုခြုံနေမြန်မာနိုင်ငံအလံကိုဒီလိုမျိုးပြုပြီးတော့ကတယ်အာသူမသူပြောလို့ရှင်လို့ပဲကကဘာလို့ပဲကကပေါ့ဗျာနော်နောက်တော့အဘကကြောင့်ဒီဦးမရောက်လိုက်ပုံလေနော်တူတူတန်တန်ချိန်ထားတာမဟုတ်ဘူးနော်အဲသူရဲ့နောက်ဒီမှာကြည့်ကြည့်လိုက်အဲ့ပုံစံတပုံအဲ့ပုံတပုံနည်းနည်းကိုနော်လှုပ်တာလှုပ်တာလှုပ်စားတာ တကယ်တော့နိုင်ငံတော်တက်မတော်ကာဝေးဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်အရန်တိုက်ခါကြတယ်အရန်တိုက်ခါကြတယ်ပြောတဲ့စကားတွေလှုပ်တဲ့ပြုမှုတွေတော့အမှုရာတွေတော့ပြောပုံဆိုပုံတွေသူ့ရဲ့နောက်ကျောင်းရာဇဝင်တွေတော့အဲ့ဒါကိုတက်မတော်နိုင်ငံဒီဘောတော့အဘကကြိုကြီးနဲ့ပတ်သက်တဲ့နော်ဟိုနိုင်ငံတော်အကြီးအစားရတာတို့ဘောတော့ဒီလို SB တို့စာသုံးလို့လို့စီရင်တို့ဒီလိုပဲကြည်နေမှာလားဘောတော့တကယ်တော့နိုင်ငံအကြီးကြီးရဲ့ခေါင်းဆောင်ရဲ့ပုံကိုချိန်တယ်ဆိုတာက မဖြူစင်မတန့်ရှင်းမရဘူးဗျာနော်လူဆိုတာကသမိုင်းနေရှိကြတယ်နော်ကိုကြောင့်နဲ့နော်သူဒီလိုအမျိုးသမီးကြောင့်နဲ့တက်မတော်ကာဝေးဦးစီးချုပ်ပုံကိုချိန်ထားပြီဆိုလေတဖက်ကထိုးနဲ့တိုက်ခိုက်เสียအရင်ကြီးမားတယ်ဒီလိုမိမမျိုးကဒီပုံကိုချိန်ပြီးတော့မှဒီပုံရှင်းရနေပြီးတော့မှမဟုတ်မမှန်တဲ့ဇကားတွေနော်ပြောတယ်ဒါသူသမိုင်းကြောင့်ဒါလိုက်ကြည့်လိုက်လို့ရပြီအခုရဲတယ်ဆိုရင်လိုက်လို့ရပြီ SP ဆိုရင်လိုက်လို့ရပြီ SP ဆိုရင် special branch မြန်မာနိုင်ငံပြည်ပအရေးသတင်းတပွဲစာအတဆိုရင်စစ်ဖက်လေးရေးရလုံးလုံးရေးတက်နော်ဒီလိုမျိုးသမီးမျိုးလိုက်လို့ရပြီဒီပုံကခဏချိတ်လို့အဲ့လိုမျိုးမရဘူးနော်ဒါတော့အလန်ဆိုတာကနိုင်ငံတော်အလန်ရဲ့ဥပဒေပုံမှားတွေရှိတယ်ကျွန်တော်ပြောချင်တာနော်ကျွန်တော်ပြောချင်တာအဲ့တော့ဖားတာကဖားတာပေါ့နော်ဒါပေမဲ့တက်မတော်ကာဝေးဦးစီးချုပ်ရဲ့ပုံကိုနောက်ခံထားပြီးတော့မှပေါက်ပန်း၄၀ပါးဆက်ကနော် ဘာဖြစ်ပါလဲတို့ညာဖြစ်ပါလဲတို့ကတာတို့ပြူတာတို့ဆိုတာကတော့ကဲတန်းတော်ကကွယ်ဦးစည်းချုပ်ကိုအပိဝင်းရထောက်ခံနေတဲ့လူတွေကကျွန်တော်ရဲ့ကျွန်တော်ဟိုနေ့ကပြောပြကျွန်တော်နောက်မှာအဲ့လိုမျိုးပုံနေမရှိဘူးပြောကြတော့မယ်လူတွေကတစ်ဖက်ကနော်ချစ်ဖေတို့ချစ်မေတို့နော်ကိုယ့်ရဲ့အဖေအမေဆိုတာကလောကီဒီလူသားမှန်လို့ရှိရင်ကို့မှာမွေးတာအဖေနဲ့အမေဆိုတာနှစ်ယောက်ပဲရှိတာကျွန်တော်မှာအဖေတယောက်ပဲရှိတယ်အမေတယောက်ပဲရှိတယ်နှစ်ယောက်ပဲအဲ့ဒါပို့လို့မရအောင် ကျွန်တော်ကဘာကကြိုဒီဦးမယောင်နိုင်ဆိုရင်ဘာဘာကြီးလို့ခေါ်မှာအန်တီကိုဆိုရင်အန်တီဂျူဂျူလာလို့ပဲခေါ်မှာဘယ်တော့မှအဖေလို့အမေလို့ကျွန်တော်သုံးတော့မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ကိုတရေစတီတွေကကျွန်တော်မှာအမေရှိတယ်အဖေရှိတယ်နော်အဲ့တော့အဲ့ဒီအဖေအဘကကြိုဂျူဦးမယောင်လိုက်ကိုအဖေခေါ်ပြီးတော့အမေခေါ်ပြီးတော့မှအဲ့လိုလူမျိုးတွေကဘလို့အတိုင်းဝိုင်းကနေလေဒီအမျိုးသမီးကိုလိုက်ရတော့မှာဒီမျိုးသမီးရဲ့ဗတင်ပေါ့နော်ကျွန်တော်တို့မှာရှိတယ်ဒီမျိုးသမီးကပါတယ်အခုမင်းသားကြီးကပါတယ် ။ဘာလဲမင်းသားရဘာလုပ်လဲ။မင်းသားရရာဇုံရပါလဲ။အဲဒီလိုလူတွေကအဘကကြောင့်ကြီးကိုချစ်ဖေချစ်မေလို့ခေါ်နေတယ်။အဲ့ဒါအဘကကြောင့်ကြီးကိုတဖက်လဲနဲ့တဖက်လဲနဲ့ကိုယ်တိတ်ကကြာစင်းအောင်လုပ်နေတဲ့လူတွေ။ဒါကျွန်တော်အမှန်ကိုပြောတာပါ။ကျွန်တော်ပြောမှာပါ။ကျွန်တော်ဒါကျွန်တော်ဟိုဆက်ဆက်မိအောင်ကျွန်တော်ပြောမှာပါ။နော်။နော်အဘကကြောင့်ကြီးဟိုစားအဘကကြောင့်ကြီးတိလားမသိဘူး။စစ်တကအောက်ကစားတာတို့ဘာလို့လဲ။ဘာလို့နေလဲမသိဘူး။ချစ်ဖေချစ်မေဆိုတာ။ ခင်ဗျာတရားဝင်သားသမီးမှမဟုတ်တာဗျအဲ့တော့ကျွန်တော်ရဲ့အဖေတို့ကျွန်တော်ရဲ့အမေတို့ကျမတို့ရဲ့ဖခင်ကြီးတို့ဆိုတာကအဲ့လိုတွေပြောပြီးတော့အောက်ကအပုတ်နဲ့နေရအားလုံးကနေပြီးတော့မှဒီခေါင်းဆောင်တယောက်ပေါ်မှာသွားပြီးတော့တက်ရောက်တယ်ဆိုလို့ရှိရင်အန္တရာယ်ကြီးပါတယ်နော်ဒီလိုလူတွေကိုလွတ်ထားမယ်ဆိုရင်တော်တော်အန္တရာယ်ကြီးတယ်ဒါကကျွန်တော်ဒါအမှန်တရားကိုရှိတရားကိုကျွန်တော်ပြောတာကျွန်တော်ဒီကျွန်တော်ယောက်ျားပါယောက်ျားစကားပဲပြောတာပါနော်ချစ်ပေချစ်မေနဲ့သူတို့ပို့တဲ့တရင်တွေကိုယုံပါတယ်တို့ပြုပါတယ်တို့ဒီလောက်ပြပြောနေတာ အဖကယုတ်ကြီးကသူတို့သတင်းတွေကိုတကယ်နားထောင်နေပြီပေါ့အဲ့ဒါဆိုရင်ကျွန်တော်စားတာတို့ဟို SB တို့ကျွန်တော်မေးနေတာဒီမုံမုတ်ကိုင်တို့ရဲ့သတင်းတွေကိုအဖကယုတ်ကြီးကတကယ်ကိုနားထောင်နေတာပေါ့ဒီဦးမေအွန်လိုင်းရဲ့တားဆိုပြီးတော့မှတားကြီးပါဆိုတော့တော့တူတူပြောနေတယ်ငါတို့ရဲ့ချစ်ဖေဆိုတော့ဒီမင်းမင်းသားကြီးတို့ရဲ့ဇကားတွေကိုအဖကယုတ်ကြီးကတကယ်ကိုယုံနေပြီပေါ့သူတို့ပြောတာတော့သူတို့ပြောနေတာတော့သူတို့ပြောနေတယ်သူတို့ပြောနေတဲ့ပုံစံဖြတ်လို့မရဘူးအကုန်လုံးစေထားတာချစ်ဖေကျမတို့ရဲ့ဘလို့ပူပေါင်းပြီးတော့ကျမတို့လုပ်နေတာတော့ နော်ကျွန်တော်ရဲ့ဖခင်ကြီးကျမရဲ့ဖခင်ကြီးကနော်ကျမတို့ဘလုံးမျိုးဆိုတဲ့ဒီလိုများသူ့အောက်တန်းစားတွေကကျွန်တော်တို့နိုင်ငံတော်တက်မတော်ကာကွယ်ဦးစီးချုပ်ကိုနော်နံပါတ်၄တုံးပြီးတော့ဒီလိုပြောနေတာကိုဒီတိုင်းပဲကြည့်နေမှာဟမ်ကျွန်တော်အချိန်ကြီးခေါ်ဆက်လိုက်ကျွန်တော်တက်မတော်ကာကွယ်ဦးစီးကိုချုံးနေတာကလေးပြူလာလုံးဝအမှန်ကျွန်တော်လက်ကျိုးလိုအန်တီဂျူလာဘီစကုမို့ကျူလာလုံးဝအမှန်ကြိုက်တဲ့အချိန်ခေါ်ဆက်လိုက်ကျွန်တော်အဖေနဲ့အမေမသိသေးဘူး နော်အဲ့တော့ကျတော့ဒီလိုဗယံပရာပေါက်လို့ပဲသားဘဲရပေါက်ခွာလာတဲ့အတိုင်းဝိုင်းမဲမသိတဲ့လူတွေကကျွန်တော်တို့တက်ပြီးတော့ကာကွယ်ဦးစီးချုပ်ရဲ့ပုံကိုနောက်မှထားပြီးတော့မှဗယံပရာစကားတွေပြောတာကတော့ခင်ဗျားတို့ကြည့်မနေသင်ဘူးတော့ကျွန်တော်ထင်တယ်နော်ကြည့်မနေသင်ဘူးတော့ကျွန်တော်ထင်တယ်တာဝန်ရှိတဲ့လူတွေအားလုံးနော်ဘာဆိုကားလဲဘာညာကျွန်တော်တို့ကမှအရှိတရားအမှန်တရားကိုရဲဝဲဝဲနော်တက်ပြောကဝေဦးစီးချုပ်ဒူးချုပ်ကြီးနတ်တကဇူအခွဲဝင်ကြီးကိုအပါကတော်ကြီးကိုယ်တိုင်ပြောခဲ့တယ်မဟုတ်တာလုပ်တဲ့လူတွေကိုဖော်ထုတ်ပါ အဂရိလိုက်စားတဲ့လူတွေကိုဖော်ထုတ်ပါနော်တိုင်းပြည်အတွက်တိုင်းပြည်အပေါ်မှာနော်မဟုတ်မမှန်တာလုပ်တဲ့လူတွေကိုအားလုံးဖော်ထုတ်ရမယ်လို့အဘကလူကြီးကိုယ်တိုင်ပြောထားတဲ့ဗီဒီယိုပိုင်းရှိတယ်အဲ့တော့အခုကျွန်တော်ပြောချင်တာကကျွန်တော်ကိုတောင်းတကုန်တရားရုံးမှာတရားဆွဲပြီးတော့မှာကျွန်တော်ကတဲ့တရင်သာရှင်းလင်းပွဲနဲ့တောင်းပန်ပါတယ်ဆိုတဲ့ post တင်တယ်နော်ကျွန်တော်ပြောပြမယ် ကျွန်တော်လည်းမသိသေးဘူးမိုးမိုးခိုင်လည်းမသိသေးဘူးကိုခေဖုံးကကျွန်တော်အပြင်မှာမြင်လည်းမမြင်ဘူးသိလည်းမသိဘူးသူလည်းမသိသေးဘူး public area မှာတရားဝင်ပြောပါတယ်ကျွန်တော်ဒီနေရာမှာကိုခေဖုံးကကိုတခွန်းပြောလိုက်မယ်ကိုခေဖုံးကရေအကိုဒီယောက်ျားဖြစ်တဲ့အတွက်အကိုကျွန်တော်ဖုံးလာဆက်တယ်မိုးမိုးခိုင်ကိုဖုံးဆက်တဲ့အတွက်အကိုဖြည့်ရှင်းပေးပါနော်အကိုကယုံလည်းမပြဘူးအဲ့တော့ကိုခေဖုံးကကကျွန်တော်ဖုံးလာဆက်တယ်နေရကွာပြန် အတမ်းပါအဲ့အတမ်းပါဟိုပါဖြစ်လိုက်ကျွန်တော်ဖုံးလာဆက်တယ်ကျွန်တော်မသိဘူးဖုံးစိမ်းဖုံးစိမ်းဆိုတော့ကျွန်တော်ရဲစခန်းဖုံးဖို့ပဲစောင်းလာဟောတော်ရရဲစခန်းကလည်းကျွန်တော်တခါလေးပြောပြီးသားကျွန်တော်ဖုံးမကင်ဖြစ်ခဲ့ရင်ကိုတော်ဘုန်းကြီးကျွန်တော်တို့ကတောင်တကုန်ရဲစခန်းကအမှုစစ်ဘ ᱹ ဒူပါစခန်းမှုဘ ᱹ ဒူပါကျွန်တော်တို့ဖုံးပြန်ဆက်ပေးပါကျွန်တော်အဲ့တခုံးမဲ့ကျွန်တော်ပြောမယ်နော်အဲ့တော့လေအဲ့တမ်းပါဒီအဲ့ဒီတိုင်းမထားလိုက်တော့ဘယ်နေရလဲဒီလာအပေါ်ဆုံးနော်ဒီနေ့လည်းဆက်ဆက်တယ် ကိုခေဘုံကလည်းမသေးသေးဘူးဇော်ဘုံကြီးလည်းမသေးသေးဘူးမိုးဘုံကလည်းမသေးသေးဘူးကျွန်တော်ကိုခေဘုံကနေတဆင့်ပြီးတော့မှကျွန်တော်ကသူ့ကိုတောင်းပန်ဖို့တရင်သာရှင်းလင်းပွဲလုပ်ဖို့တဲ့ကျွန်တော်ဒီကိစ္စကမနေ့တည်းကကျွန်တော်ကပြောချင်တာကကိုခေဘုံကဆိုတဲ့လူကိုကျွန်တော်မမြင်လည်းမမြင်ဘူးသလိုတည်လည်းမတည်ဘူးဒါပေမဲ့သူ့ကိုကျွန်တော်ခြံပေးလိုက်တာမကောင်းပါဘူးကွာလို့ဟိုမိမတယောက်နဲ့ပြောရဲပါညာဆိုတော့ဒါပေမဲ့ကျွန်တော်ကိုတရင်သာရှင်းလင်းပွဲလုပ်ပြီးမှသူ့ကိုတောင်းပန်ပါမယ်လို့ဟမ်ကျွန်တော်က ကျွန်တော်ရုပ်ရည်နဲ့ကျွန်တော်အနေထားနဲ့ကဟမ်ဒီလိုအမျိုးသမီးမျိုးကိုစုတောင်းနောက်ဆက်ဘဝစုတောင်းဇော်ဘုံရေးဘဝမှာမှန်တယ်ဒီအကောင်းကြီးကိုဒူးနဲ့တတ်တိုက်မဲ့ကောင်းကိုခစ်ဘုံကဆိုတာကျွန်တော်ဒီနေ့ဒီမမြင်ဘူးသူကိုယ်တိုင်ဘုံဆက်လာပြီးတော့မှကျွန်တော်တို့ကအဆင်ပြေတယ်လို့ပါဟိုဘက်တစ်ဖက်ရက်ကကဒီလိုပါကျွန်တော်မမိုးမိုးခိုင်တဲ့ဘုံပြောပြီးမှကိုဇော်ဘုံရေးဘုံဆက်တာပါကိုဇော်ဘုံရေးစိတ်ရင်းအမှန်ဘလို့လဲဆိုတာတိအောင်လို့ကျွန်တော်ပြောပြလိုက်တယ် ကျွန်တော်အခုအတန်ပိုင်ဖွင့်ပြမယ်။နော်ကျွန်တော်ဒီနေ့နောက်ဆုံးပဲဒီမိမနဲ့ပတ်သက်ရင်ဘယ်တော့မှကျွန်တော်မဖြေရှင်းဘူး။ကြိုက်တဲ့နေရာမှာကြိုက်တဲ့နေရာမှာတွေ့ရင်ဆိုင်မယ်ကျွန်တော်က။အဲတော့ကိုခေဘုံကသူ့ဘာသူကျွန်တော်ကိုလာဆက်တာတော့မှကျွန်တော်ကကိုခေဘုံကအကူအညီတောင်းနေဆိုရင်ကိုခေဘုံကမတည်သေးဘူးကိုခေဘုံကအကိုတကယ်လို့မိုးမိုးခိုင်နဲ့စော်ဖုံးလေးနဲ့ဂျားမှာအကိုဂျားဝင် အကိုကအကိုလာပြီးတော့ဆက်သွယ်လာတယ်အဲ့ဒီရဲ့ဂျားမှာဘသူကဘလို့စိတ်နေစိတ်သားမျိုးရှိတယ်ဆိုတာကိုတော့အကိုယောက်ျားတယောက်အနေနဲ့ နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့ခေဖုံးကဖြစ်ရင်အကိုရုပ်ပြကြရမလို့ပါဘူးအတန်နဲ့ထွက်ပြောတဲ့ဖိုင်လေးတော့တရားဝင်လိုချင်ပါတယ်အကိုနော်အခုအကိုကိုကိုဒီနေ့လဲကျွန်တော်ဖုံးဆက်လာတယ်ဒီမှာအတန်ပါရှိတယ်နော်ကျွန်တော်နေကင်းကတင်လိုက်တဲ့ဒီမှာကိုကိုဖုံးကဗျာမကောင်းဘူးလို့ကျွန်တော်ဖုံးဆက်လာတော့ဆက်လာပြီကျွန်တော်ဆက်လိုက်ချင်အောင်မကင်ဘူးပေါ့ဒီမှာကျွန်တော်ဖွင့်ပြမယ်ဘယ်သူဆက်လာလဲဆိုတာဒီမှာကြည့်လိုက်ကျွန်တော်ဘယ်လိုလဲခင်ဗျာကျွန်တော်ဘောရီဘောနော်ဟုတ်ဟုတ်ကိုကြီးဟုတ်အဲ့ဒီအဖေကကျွန်တော်တို့တပတ်က အနည်းပြည့်အရင်ကလက်ခုံတမပြီးပြီးတော့ချုံချုံမှာကောဟိုမှာကောဒီမှာကောအရင်ကတော့ကျွန်တော်တို့ချိန်မှာကျွန်တော်တို့ကမ်းပြီမှာလက်ရှိအခြေအနေကိုတော့ဘယ်အပြည့်လို့ပါပြီးတော့ကျွန်တော်တို့ဒီအုခရိုင်းနဲ့ရုရှားရောက်နေတဲ့အချိန်အဲ့လိုမျိုးပူလောင်မှုဆုံးဆုလောင်မှုတွေဖြစ်နေတယ်။မောင်မမတွေကြီးကြီးပြီးတော့မှဒီလိုမျိုးအမဟုတ်ဒီလိုမျိုးတစ်ခုမှတွေ့ပြီးတော့မောင်မမတွေကြီးပြီးတော့မှတော်တော်ရှည်ရှည်ပြင်ခိုင်းဆွေးနွေးကြရင်မကောင်းဘူးလားတော်တော်ရှည်ရှည်ပေါ့ခုခုမောင်မမတွေတော့လေဟိုဟိုတူလိုင်းတော့ရပါတယ်ခုခင်ဗျရပါတယ်ဟုတ် ကျွန်တော်ကဘုဒ္ဓဘုံကရေးစကားပြောရတာလေဟိုကိုရောလူတွေနဲ့စကားပြောရတာလေဟိုဘုံလေးကုန်ပြီဝမ်းလေးဝမ်းသာပါလေဟုတ်ဟိုအလုံးအတိုင်းပြောအလုံးလုံးတာဆိုတော့လေဟိုကျွန်တော်ကစိတ်ထဲမှာဘာမှမထားဘူးတကယ်လို့သူတို့ဘက်ကတော့အတင်းကြလာပြောပြောပါညာဆိုရင်တော့ကျွန်တော်ကအခုဘာမှမဖြစ်ဘူးကိုစိတ်ချပါလေဟုတ် 我道理，公司那么多，他们给多少？安尼么多，他们互相来，互相来，做嘞，互相来，做嘞。公司里，我做的是，规模没扩大，我也是，我扩大了，我这些钱没有，现在给家里了，多。忙忙的，但是你没得丢，因为空了，时间没少。我们一天，哎，哎，你们要不要？不要，你先来给我给你来，给你给你给你来。好的。 အဲ့ဒီအချိန်မှာသူငါ့ရဲ့လက်ကုပ်ပြီးရဖို့လက်ကုပ်တန်းရက်ပေါ်ကျွန်တော်တို့မဟုတ်မှလည်းပြောရွှေနေနေငါကြတယ်ပုံမကောင်းဘူးလားဆိုတော့ဒါဆွေးနွေးမှုနဲ့ညီနိုင်မှုတန်းတော့ငင်းငင်းရတာကိုကျွန်တော်ပြောရပါခင်ဗျာဟိုကိုကဘုံကရေအထူးပြောစရာမလိုပါဘူးကျွန်တော်ကအကိုတို့ပြောရင်နားလေပြီးသားပါကျွန်တော်လည်းတကယ်တိုင်းချစ်ပြီးချစ်နိုင်ငံတက်မလို့ချစ်တယ်ကျွန်တော်တို့ရပါဘူးကျွန်တော်တို့ရပါကျွန်တော်လည်းအကြောင်းရခုကြောင့်ကျွန်တော်လည်းနော်တော့ဒီပြည့်ပြည့်ပြည့်ရလေဟုတ်ကဲ့ပါခင်ဗျာဟုတ်ဒါပေမဲ့ကိုတို့ဘယ်လိုအခုလိုပေါ်ကျုံဆုံးတော့တတတနော်နော်လေးတို့ဒီဒီကိုကျွန်တော်မျိုးမျိုးလုပ်နေတယ်ပုံတော့တစင်းလို့အကိုညီကိုကိုမှန်မှန်တော့လည်းကြည့်ပြီးတော့ဝမ်းပါပြီးတော့အားရပြင်းပြင်းထန်ထန်တာတကွာဟုတ် 看样子，看样子，看样子不怎会。